2015ခုနှစ်ဧပြီလ23ရက်နေ့တွင်မိုးမောက်မြို့နယ်လွယ်လောင်ကျွရမှအသက်83နှစ်ဒေါ်ကော့ဘူအမီလွဲကသားသမီးမောင်နှမဆွေမျိုးရင်းချာမရှိဘဲတဦးတည်းနေထိုင်နေတော့အမျိုးသမီးတဦးဖြစ်ပါတယ်။တညတွင် နေအိမ်၌တယောက်တည်းအိပ်ပျော်နေခြင်းစစ်သားတယောက်ကအိမ်ရှိဘက်ပတင်းပေါက်အဝမှခဝင်လာကအတမပြုခြင်းဖို့လှုပ်ဆောင်ခဲ့ပါတယ်။ ၎င်းချွလွန်ခဲ့သူမှာရွာရှိ438တက်ရှေ့တမပြန်လာသူ ကိုပိုင်အမတ်4541338ဇော်မျိုးအီးဖြစ်တယ်လို့ခုထုံးမဲ့လူအခွင့်ရေးအနာများမှတ်တမ်းတွင်ဖော်ပြထားပါတယ်။အင်းနာချင်းနှစ်ယောက်ကဒေါ်ကော့ဘူးရဲ့အော်တန်များအောင်ကြားရတော့တက်မီကင်ကဒေါ်ကော့ဘူးအိမ်ဘက်သို့လာခဲ့ပါတယ်။အိန္ဒယန်ရှိ အပေါဝါကိုလည်း ၎င်းစစ်သားကအဝတ်စများဖြင့်ပိတ်ထားခဲ့ပါတယ်။အိမ်နီးချင်းတစ်ယောက်ကတပ်မီးဖြင့်ထိုးလိုက်တော့စစ်သားစုံမျိုးဤကဘောင်းဘီကိုချွတ်သားပြီးအဖွားရဲ့ကိုပေါ်တန်ခွာထိုင်ထားတော့ကြောင်းအဖွားရဲ့ဒူးတွေပေါင်တွေပေါ်နေပြီးလယ်ဘင်းကိုညစ်တက်ဖို့လုပ်နေချိန်အဖွားရှိသည်မအားတွေနဲ့ယုံနေတာကို တွေ့ခဲ့ကြောင်းအိမ်နီးချင်းတို့ဦးကပြောပြပါဗျာ ၎င်းအိမ်နီနာချင်းနှစ်ယောက်ကတခိုးတခိုးလို့អော်ပြီး၎င်းអော်တန်းကိုយွာသားဦးဆောင်မိုက်ကကြားလို့ချက်ချင်းအဖွားအိမ်ဘက်သို့ပြေးလာကထွက်ခဲ့လို့ပြောထန်ကြလို့စစ်သားဆောင်မျိုးဤကသူဝင်ခဲ့တော့အပေါက်ဘက်ကိုပြန်ကုတ်တက်ဖို့လုပ်နေချိန်တွင်ဦးဆောင်မိုက်က၎င်းစစ်သားရဲ့ခြေထောက်ကိုဆွဲချကကျိုးချီပြီးရက်ွက်အုပ်ချုပ်ရင်းမှုအိမ်တို့ခေါ်သွားခဲ့ပါတယ် ်ထို့နောက်တပ်သား၄ယောက်လာခဲ့ပြီးဒါငါတို့စစ်သားဟုတ်တယ်မင်းတို့ဘာလို့ကြိုးချီထားတယ်လဲအခုချက်ချင်းဖြေလိုက်စစ်တပ်နဲ့ဖြစ်တယ်ဆိုတော့စစ်တပ်မှာပဲဖြေရှင်းရအောင်မင်းတို့တတိရှိရင်ထွက်ခဲ့တပ်ရင်းကိုတွားရအောင်တပ်ရင်းမှာဖြေရှင်းရအောင်လိုက်ခဲ့ဆိုပြီးချီထားတဲ့ကြိုးကိုဖြေခါ၎င်းကျူးလွန်သူစစ်သားကိုစစ်တပ်ကိုခေါ်သွားခဲ့ပါတယ်။၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးအဖွားတော်ကော့ဘူက ြောက်တယ်အိမ်ထဲမဝင်ရဲဘူးငါ့အောင်မထိနဲ့ဆောင်းကိုခေါင်းအထိခြုံထားရကနေဖွင့်ပြီးတခါရင်ကိုကြွေးကဒီမှာမနေချင်တော့ဘူးဒီမှာမအိပ်ရဲတော့ဘူးဆိုလို့ရွာသားများနဲ့အတင်းတော်မဆရာများကဖျားကြောင်ဝင်းမှနေဖို့ခေါ်သွားခဲ့ပါတယ်အဲ့ဒီညအုတ်ချုပ်ရည်မှုကမိုးမောက်ရဲစခန်းကိုချက်ချင်းပုံဆက်တိုင်ကြားခဲ့ပြီးနောက်အတင်းတော်မဆရာရွာသား20ကျော်30လောက်က မြို့တရဲစခန်းကိုတွားရောက်အမှုဖွင့်ဆိုခဲ့ပါတယ်။စေးစစ်ဖို့အုတ်ထုတ်ရည်မှုအပါအဝင်ယမိယဖနဲ့ရဲလေးရောက်ခမရ438ကိုတွားပြီးတရခန်ရဲ့ဘောင်းပီအတွင်းခန်နဲ့အင်ဂျီကိုတွားယူရန်တရခန်နာမည်ကိုပြောပြီးတွားမင်းရတွင်ပထမတစ်ချိန်တွင်တရခန်မရှိကြောင်းငင်းဆိုခဲ့ပါတယ်။ထို့နောက်စစ်ဘိုလ်ကြီးတက်ရင်းမှုတွေနဲ့ဖြစ်စဉ်အကြောင်းစုံကိုပြောပြရာတွင် မိဘတပွဲပြုစုရန်အလဲသွားတာဖြစ်ကြောင်းသရေခံစစ်သားကိုကာကွယ်ပြောဆိုခဲ့ပါတယ်။ဆရာတဦးမှမိဘတပွဲပြုစုဖို့လာရဲဆိုရင်ဘာလို့ပေါင်းပြီးချွေးရတာလဲ။တကားကိုဘာလို့ပိတ်ထားတယ်လဲ။ဘာဖြစ်လို့မျက်နှာချက်ကနေခုံချရတာလဲဆိုပြီးပြောလိုက်တော့မှလာတောင်းပန်ဖို့လာတာပါလို့ပြန်ပြောခဲ့ပါတယ်။နောက်မနေ့ရောက်တော့ တက်ရင်မူကနောက်ဆိုရင်ဒီလိုအမှုမဖြစ်အောင်တာဝန်ယူပါမယ်။အခုတရခန့်ကို အချုပ်ခန်းထဲမှာထည့်ထားတယ်လို့ပြန်ပြောလာပါတယ်။ရွာသားတွေကတရခန့်ကိုတွေ့ချင်တယ်လို့ပြောတော့လက်ထိတ်ခတ်ထားတော့တရခန့်ကို9မိနစ်လောက်လာခေါ်ပြပြီးပြန်ခေါ်သွားခဲ့ပါတယ်။၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရွာသူရွာသားများနဲ့အတင်းတော်ဆရာများကဘ ਹੁ အဆင့်အကြောင်းကြားပြီးအမှုကို မော်အမျိုးသမီးရေးရာကော်မတီကို အလိုက်ကာထိုအမှုကိစ္စကိုလှုပ်ဆောင်နေချိန်တွင် ခမရ320တပ်မှစစ်သားများကရွာသူရွာသားများကိုမကြာခဏဆစ်ဆီးမှုများပြုလုပ်ပြီးတမင်တက်တက်ထောင်ချောက်ဆင်တယ်ဆိုပြီးသူတို့အဖြစ်ကိုရွာသူရွာသားတွေဘက်ကိုလှည့်ကာချင်းချောက်ပြုစုခဲ့ကြောင်းခုထုံးမဲ့လူအခွင့်ရေးအနာများမှတ်တမ်းတွင်ဖော်ပြထားပါတယ်။တရားခဏစစ်သားရဲ့တုတ်ရီကိုလည်းတွေးခဲ့ကြောင်းမှတ်တမ်းတွင်ဖော်ပြထားပါတယ်။ ယခုလက်ရှိအာနာသိန်းစစ်ကောင်စီသည်ခေအဆက်ဆက်စစ်သားများအယက်သားပြည်သူများအပေါ်ကျူးလွန်ခဲ့တော့လူအခွင့်ရေးကျိုးဖောက်မှုတွေကိုကာကွယ်ပေးုံတာမက၎င်းကျူးလွန်မှုအပေါ်မှာလည်းတာဝန်ယူဖြေရှင်းပေးမှုလုံးဝမရှိခဲ့ကြောင်းမှတ်တမ်းများတွင်တွေ့ရပါတယ်။